အားလုံးမင်္ဂလာပါ Summit English မှာပြန်လည်ကြိုဆိုပါရစေ။ပြည့်ရဲ့ဗီဒီယိုလေးမှာတော့ preface အချို့ဖြစ်တဲ့ and this we ဆိုတဲ့စကားလုံးလေးတွေကိုလေ့လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ surface အချို့ကိုလေ့လာသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ surface ဆိုတာကဘာလဲ။ surface ကတော့ preface ရဲ့ဖြောင်းမြန်စာလုံးတစ်လုံးရဲ့အနောက်မှာကပ်ပါလာတဲ့စာလုံးလေးတွေကိုပြောချင်တာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်တော့ teach cherry reward တစ်ခုရှိမယ်အဲ့ဒီဟာကို er ဆိုရက် surface လေးပေါင်းထည့်လိုက်မယ်ဆိုရင်တော့အတိပဲပြောင်းသွားပြီးတော့ teacher ဆိုပြီးတော့ဖြစ်သွားပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင်တော့ play root word play ရှိမယ်ပြီးတော့ er surface ထည့်လိုက်မယ်ဆိုရင် အတိပဲပြောင်းသွားပါတယ် player ဖြစ်သွားပါတယ်နောက်ထပ် surface တွေကိုကြည့်မယ်ဆိုရင်တော့ able able ကတော့ can be done လို့ဒါရိုက်အတိပဲပြန်လို့ရပါတယ် enjoy enjoyable break breakable နောက်တစ်ခုကတော့ en ပါ and ကတော့ made of လို့အဓိပ္ပာယ်ရပါတယ်ဥပမာအနေနဲ့ဆိုရင် gold golden wood wooden နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ less ပါ less ကတော့ without လို့အဓိပ္ပာယ်ရပါတယ်ဥပမာအနေနဲ့ဆိုရင် motion motionless heart heartless ဒီလိုမျိုးပဲဖြစ်ပါတယ် less ရဲ့ပြောင်းပြန် full ကတော့ full of လို့အဓိပ္ပာယ်ရပါတယ် useful heartful ဒီလိုပုံစံမျိုးပါဒါဆိုရင်အဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ preface နဲ့ surface ရဲ့အဓိပ္ပာယ်လေးအသေးစိတ်ကိုသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် English online class နဲ့ပတ်သက်ပြီးသိစိတ်သိရှိလို့က Summit English ရဲ့ချက်ပေါက်မှာသိစိတ်မြင်မြန်နိုင်ပါတယ်။ဒီနေ့ရောဒီလောက်ပါပဲရှင်။ See you in the next video.